ခွေးလေးတွေကြောင်လေးတွေစောင်းရတယ်မှာဘာကြောင့်မလို့အစာမစားဘဲနဲ့မိုင်းနေတာမျိုးတွေပုံပြီးမှအိတ်နေတာမျိုးတွေပြုလုပ်ရတာလဲဆိုတာနဲ့ပတ်သက်ပြီးမှာကျွန်တော်အနေနဲ့ဒီနေ့မှာဖြစ်နိုင်ခြေရှိတဲ့အချက်နှစ်ချက်ကိုဆွေးနွေးပြောပြပေးသွားမယ်ပေါ့နော်ပထမဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင် ပဝန်းကျင်ကပြောင်းလဲလာတယ်ပေါ့เนาะဘယ်လိုမျိုးတွေလဲဆိုလို့ရှိရင်ဆောင်းရာဒီမှာဆိုလို့ရှိရင်နေတာကတဖြည်းဖြည်းနဲ့တူလာတယ်အပြင်မှာဆိုလို့ရှိရင်အေးတာမျိုးတွေရှိတယ်ပေါ့เนาะအဲ့တော့သူတို့ဒီအနေနဲ့အိမ်ထဲမှာနေရတာကပုံမွေးတယ်ဆိုလို့ရှိရင်အိမ်ထဲမှာပဲနေတာမျိုးရှိတယ်တချို့ကောင်လေးတွေကဒါကြောင်ထဲမှာနေလို့ရှိရင်သူတို့အတွက်ပိုပြီးမှနှွေးထွေးစေတယ်တက်တောင့်တက်တာပိုဖြစ်စေတယ်ဆိုပြီးမှကျွန်တော်တို့ဒါကြောင်ထဲမှာခွေနေတာမျိုးအိပ်နေတာမျိုးတွေကို ပုံပြီးမှပြုလုံလေးပြုလုံထားရှိရဲပေါ့နော်အဲ့တော့အဓိကအချက်အနေနဲ့ဘာကြောင့်မလို့သူတို့တွေအစာမစားရတာလဲဆိုလို့ရှင်စောင်းရာဒီမှာသူတို့ရဲ့လှုပ်ရှားသွားလာမှုတွေကဆိုလို့ရှင် အရန်ကိုနေပါတယ်ဘာကြောင့်လဲဆိုရင် ပြင်ပရာဒီဥတုကအေးတဲ့အတွက်ကြောင့်မလို့ဒါအိမ်ထဲမှာပဲအချိန်ပိုဖြုံးပစ်တယ်ပေါ့နော်အဲ့တော့သူတို့တွေရဲ့ခန္ဓာကိုယ်ထဲမှာတူလောင်ထားတဲ့စွမ်းအင်တွေကကျွန်တော်တို့ဘယ်နေရာမှာမှအသုံးမပြုရဘူး ပေါ့နော်အဲ့လိုအသုံးမပြုရတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ထဲမှာဆန်းရင်နေပိုချန်နေတယ်အဲ့လိုပိုချန်နေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင် ခွေးလေးတွေကတဘာဝအတိုင်းကိုသူတို့ဒီအနေနဲ့ဒါလှုပ်ရှားသွားလာမှုနည်းတာဖြစ်တဲ့အတွက်ကြောင့်အစာမစားခြင်းမှုကြောင်လေးတွေရလည်းတဘာဝအတိုင်းပဲသူတို့ဒီအနေနဲ့မလုံမရှားနေရတဲ့အိမ်နေရင်းနဲ့ပဲအချိန်ဖြုံးနေရတယ်ဆိုလို့ရှိရင်အစာစားခြင်းစိမ့်ပိုပြီးမှညော့နေစေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကပါလဲဆိုလို့ရှိရင် သူတို့ရဲ့ဇီဝကာမဖြစ်စဉ်တွေပြောင်းလဲလာတဲ့အခါမှာဆိုလို့ရှိရင်လေအစာစားခြင်းစိတ်ကိုကျွန်တော်တို့ယော့နေစေတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်သူတို့ရဲ့ဇီဝကာမဖြစ်စဉ်တွေကကျောင်းရတီမှာဆိုလို့ရှိရင်အေးတန်ကြောင့်နေသွားတာမျိုးကိုကျွန်တော်တို့တွားပြီးမှတွေ့ရမယ်အဲ့လိုနေသွားတဲ့အခါမှာဆိုလို့ရှိရင်သူတို့ရဲ့စာလောင်မှုတိတ်မှုကိုကျွန်တော်တို့ယော့နေသွားစေတယ်ဘောနော်အဲ့လိုနေသွားတာနဲ့အများကို ခွေးလေးတွေကြောင်လေးတွေကအစာစားခြင်းစိတ်တွေပြတ်သွားတယ်အစာမစားဘဲမိုင်နေတာမျိုးတွေတနေ့လုံးမှာမှတနက်ပဲစားတာမျိုးတွေဒါမျိုးတွေဖြစ်ပေါ်လာတာမျိုးတွေရှိတယ်ပေါ့နော်ပြီးရင်နောက်တစ်ခုကဘာလဲဆိုရင်အိမ်တွင်းထဲမှာပေါ့နော်အပူချိန်ကိုစနစ်တကျသေချာထိန်းထားတဲ့အိမ်မျိုးဆိုလို့ရှိရင်နော်ဒီလိုပြဿနာမျိုးတွေ့ရမှာမဟုတ်ဘူးပေါ့နော်အဲ့လိုမဟုတ်ဘူးအိမ်ထဲမှာလည်းအေးတယ်အိမ်ပြင်မှာလည်းအေးတယ်ဆိုလို့ရှိရင်နော်တို့တွေအနေနဲ့အစာစားခြင်းစိတ်ညှော်နေလာတာမျိုးကိုကျွန်တော်တို့ပို့ပြီးမှတွေ့ရလိမ့်မယ် ပေါ့နော်အဲ့တော့နောက်တစ်ခုဖြစ်နိုင်ကြီးကဘာလဲဆိုလို့ရှိရင်ကျမ်းမာရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေမှာလဲဒါခွေးလေးတွေကြောင်လေးတွေမှာ အစာစားခြင်းစိတ်ညော့နေတာပိုပြီးမှအိတ်နေတာမျိုးတွေဖြစ်ပေါ်စေတော့ဗောနောဘလိုမျိုးတွေလဲဆိုလို့ရှင်သူတို့ဒီနေနဲ့ဖျားနာနေတဲ့အခါမျိုးဒါမှမဟုတ်လို့ရှင်ယောဂပူစတင်ပြီးမှဝင်ရောက်နေတဲ့အချိန်မျိုးတွေမှာဆိုလို့ရှင်လေသူတို့ဒီနေနဲ့မစားမတောက်ပဲနဲ့နေတာမျိုးတွေအိတ်နေတာမျိုးတွေကျွန်တော်တို့ပိုပြီးမှဖြစ်နိုင်ကြီးရှိတယ်ပြီးနောက်တစ်ခုကဘာလဲဆိုလို့ရှင်သူတို့ရဲ့ခန္ဓာကိုယ်ကနာကျင်မှုတစ်ခုခုတန်ခံစားရတဲ့အခါမျိုးပဲဖြစ်ဖြစ်သူတို့နေရတာတက်တောင့်တက်တာမဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှင်လေ ျွန်တော်တို့ဒီရစားတော့တဲ့အပိုင်းနဲ့ပတ်သက်ပြီးမှရောနေသွားတာမျိုးကိုပုံပြီးမှတွေ့ရလိမ့်မယ်ပေါ့နော်အဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်ကွေးလေးတွေကြောင်လေးတွေကအေးတဲ့အခါမျိုးတွေအေးတံကိုလည်းခံရတယ်ဆိုလို့ရှိရင်သူတို့တွေအနေနဲ့ပုံပြီးတော့မှကိုစားတော့ချင်စိတ်တွေရောနေလာတာမျိုးကိုကျွန်တော်တို့တွေ့ရနိုင်တယ်ပေါ့နော်ပြီးရင်နောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်သူတို့ရဲ့ခန္ဓာကိုယ်တွင်းထဲမှာရှိတဲ့ကိုယ်တွင်းကလေးစားတွေပန်းနာမျိုးဒါမှမဟုတ်လို့ရှိရင်အဲနဲ့ဆိုင်တာကြောက်ကနဲ့ဆိုင်တဲ့ယောဂါတွေ နှလုံးရောဂါနဲ့ဆိုင်တဲ့အကောင်မျိုးတွေမှာဆိုလို့ရှိရင်ပိုပြီးမှစားကျင်တော့ခြင်းစိတ်ကိုပိုနေစေတာမျိုးကိုကျွန်တော်တို့ဒါသွားပြီးမှတွေ့ရနိုင်တယ်။ဒါနဲ့နောက်တစ်ခုကပါလဲဆိုသွေးအားနည်းနေတဲ့အကောင်မျိုးတွေမှာဆိုလို့ရှိရင်လည်းစားတော့ခြင်းစိတ်နည်းစေတာကိုကျွန်တော်တို့ဒါသွားတွေ့ရနိုင်တယ်ပေါ့နော်။ပြီးရင်နောက်တစ်ခုကစိတ်ဖိစီးမှုတွေစိတ်ပြန်မှန်းမှုတွေပေါ့နော်ဒီလိုအချက်မျိုးတွေကြောင့်လည်းဒါအစာမစားကြင်တာအိပ်ပဲအိတ်နေကြင်တာမျိုးတွေကိုကျွန်တော်တို့ဒါတွားပြီးမှတွေ့ရနိုင် ောနော်အဲ့တော့ကျွန်တော်တို့ဒီနေနဲ့ပေါ့နော်ဒါဘယ်လိုမျိုးဒီလေ့လာပြီးတော့မှဘယ်လိုမျိုးတို့အစားစားကြံစိဖြစ်ပေါ်လာအောင် ကာကွယ်ရမလဲဘယ်လိုမျိုးတွေပြုလုပ်ရမလဲဆိုလို့ရှင်ကျွန်တော်တို့ဒါစနစ်တကျတို့ဒီအတွက်ကိုပေါ့နော်ဒါအလွန်မဲအားနေနေတာမျိုးဟုတ်လားမဟုတ်ဘူးအာပြီးကြလို့ရှင်သူတို့ဒီကိုကျွန်တော်တို့ဒါ response တစ်ခုခုပေးလိုက်တဲ့အချိန်မျိုးမှာဆိုရင်တုံ့ပြန်မှုဘယ်လိုရှိတယ်လဲဆိုတာကအစားကျွန်တော်တို့လေ့လာဖို့လိုတယ်ပြီးရင်နောက်တစ်ခုကသူတို့ဒီအနေနဲ့အသက်ရှင်နေတာပုံမှန်ဟုတ်လားမဟုတ်လား အန်နာမျိုးတွေဝိုင်းရှော့တာမျိုးရှိနေသလားမရှိနေဘူးလားပြီးတော့လို့ရှင်ကျွန်တော်တို့အဲရေတောက်တာမတောက်တာတွေရှိလားမရှိဘူးလားပြီးရင်အရေးထဲမှာပဲပုံးနေတာမျိုးတွေရှိလားမရှိဘူးဒီမျိုးအချက်တွေကိုကျွန်တော်တို့ဒါစစ်ဆေးဖို့လိုတယ်ပေါ့နော်အကယ်၍ကျွန်တော်တို့အဆမစားတာက24နာရီကျော်လာတဲ့အခါမျိုးတွေမှာဆိုရင်ဤဆက်ရတရိษံဆေးကုခန်းတွေကိုသွားပြီးမှကိုယ့်ရဲ့ဖြစ်နေတဲ့ ကြောင်းအရာတွေကိုစနစ်တကျတေချာဆွေးနွေးတိုင်ပင်တာမျိုးတွေမဖြစ်မနေပြုလုပ်တဲ့နယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခြေခံကျန်းမာရေးနဲ့ပတ်သက်ပြီးမှစစ်ဆေးတာမျိုးလေးတွေကိုစနစ်တကျပြုလုပ်တင်နေပြီးရင်ကိုယ့်ရဲ့ဘောနော်ဒီအိမ်မှာဖြစ်နေတဲ့ပြဿနာတို့တွေဒီမှာဖြစ်နေတဲ့ပုံစံပြုမှုပြောင်းလဲမှုတွေကိုစနစ်တကျတေချာလေးပြောပြပြီးမှဒါတိကျတဲ့ကုသမှုတွေကိုခံယူဖို့အတွက်တော့လိုအပ်နေတယ်ဘောနော်